ရိတ်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာအမေရိကန်ပြောင်းစုမှာကျင်းပနေတဲ့ Women's Open Tournament ပြိုင်ပွဲမှာ UCLA အသင်းနဲ့အတူမေထက်လူက Champion Supply ကိုစွခုရရှိသွားခဲ့ပါတယ်ခင်ဗျာဒီအကြောင်းကိုသူကသူ့ရဲ့ကိုယ်ပိုင် personal account မှာဓာတ်ပုံနဲ့အတူ post data လွှင့်တင်ပြီးတော့အသိပေးထားတာဖြစ်ပါတယ်မြန်မာလက်ရွေးစင်မျိုးစည်းဘောလုံးသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့မေထက်လူဟာ American တက္ကသိုလ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Women's Open Tournament ပြိုင်ပွဲမှာသူကိုစားမြို့ကစားနေတဲ့ UCLA အသင်းနဲ့အတူချန်ပီယံဆုပလာကြီးကိုစွကူရရှိသွားကြတာဖြစ်ပါတယ်။ NIRSC ချန်ပီယံချစ်စီးရီးကနေဒီပြိုင်ပွဲကိုကြီးမှုကျင်းပပေးကြတာဖြစ်ပါတယ်ခင်ဗျ။ဒီပြိုင်ပွဲကို normal 20ရက်နေကနေ ပြီးတော့ normal 22ရက်နေထိကျင်းပကြတာဖြစ်ပါတယ်။ပြိုင်ပွဲကို American ပြည်အောင်စုထဲမှာရှိတဲ့တက္ကသိုလ်တွေနဲ့ college တွေနဲ့ဝင်ရောက်အရှင်မြိုင်ကစားကြကြတယ်ခင်ဗျ။ဒါပေမဲ့ပြိုင်ပွဲရဲ့အဆင့်တန်းကဘယ်လိုရှိတယ်ဆိုတာကိုတော့အသေးစိတ်ဖော်ပြထားတာမတွေ့ရပါဘူး။ အမေရိကန်ပြည်အောင်စုမှာကြောင်းတက်နေတဲ့မြန်မာလက်ရွေးစိမ်မျိုးစိဘောလုံးသင်းရဲ့တိုက်စုံဖြစ်တဲ့မေထက်လူဟာဒီပြိုင်ပွဲမှာသူ့ရဲ့အသင်းဖြစ်တဲ့ UCLA ကိုကိုစားပြုပြီးတော့ပါဝင်ကစားခဲ့ပါတယ်မြန်မာလက်ရွေးစိမ်မျိုးစိဘောလုံးအသင်းရဲ့မေထက်လူဟာအခုဆိုရင်စီဂိမ်းအကြိုမှာ UCLA အသင်းနဲ့အတူချန်ပီယံဆူပါလာကြီးကိုစကူရရှိလိုက်ဖြစ်ပါတယ်ခင်ဗျမေထက်လူဟာစီဂိမ်းပြိုင်ပွဲပါဝင်ကစားမဲ့မြန်မာလက်ရွေးစိမ်အသင်းမှာ သူပါဝင်ပူပေါင်းမယ်ဆိုတဲ့အကြောင်းကိုဖိုစီတာတွင်နေပြီးတော့အတိပေးထားပြီးဖြစ်ပါတယ်။ပြီးတော့မေထက်လူဟာမြန်မာနိုင်ငံစီကိုပြန်လည်လာဖို့မရှိပါဘူး။သူဟာထိုင်းနိုင်ငံစီကိုတိုက်ရိုက်သွားအောင်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံစီကိုမြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးသင်းကဒီဇင်ဘာလ2ရက်နေ့ရောက်ရင်စီးကင်းပြိုင်ပွဲပါဝင်ကစားဖို့အတွက်ရောက်ရှိသွားမှာဖြစ်ပါတယ်။အဲ့တော့မေထက်လူကနေထိုင်းနိုင်ငံမှာမြန်မာလက်ရွေးစင်အသင်းနဲ့ပူးပေါင်းမယ်။ပြီးရင်လေ့ကျင့်ရေးတွေဆောင်ရွက်မယ်။အဲ့နောက်မှာတော့ဒီဇင်ဘာလ9ရက်နေ့ရောက်ရင်ပြိုင်ပွဲဝင်ရောက်ကစားမှာဖြစ်ပါတယ်ခင်ဗျ။ မေတ္တလူကပြီးခဲ့တဲ့အမျိုးသမီးအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလည်းမြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းအတွက်ရွေးချယ်ခံခဲ့ရပါတယ်။ဒါပေမဲ့သူဟာအရန်ကစားသမားအဖြစ်နဲ့ပဲဖြတ်သန်းခဲ့ရပါတယ်ခင်ဗျ။ပွဲချိန်ကစားခွင့်ရတဲ့ပမာဏနည်းခဲ့တယ်ပေါ့လေ။စီဂိမ်းပြိုင်ပွဲမှာတော့မေတ္တလူကိုအဓိကပွဲထွက်ကစားသမားအဖြစ်ထည့်သွင်းအသုံးပြုဖို့ပြည်သက်တချို့ကတောင်းဆိုနေတာကိုလည်းမြင်တွေ့ရပါတယ်ခင်ဗျ။မေတ္တလူအနေနဲ့ အခုဆိုရင် UCLA အသင်းနဲ့အတူ Champion Super League စုခုရရှိသလိုစီးကိန်းပြိုင်ပွဲမှာလည်းအောင်မြင်မှုတွေစုခုသိမ့်ပိုင်နိုင်ပါစေလို့ဒီနေ့ကနေဆန္ဒပြုဆုတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအပေးပြိဿအားလုံးကိုအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ